ဇလန်းရရင်တကယ်ချစ်သူဖြစ်သွားကြသူများအလုံးမင်္ဂလာပါ K-drama ပရိသတ်တိုင်းဟာသူတို့ကြည့်ရှုနေကြတဲ့ဇလန်းတွေရဲ့အဓိကဆက်ဆောင်တွေရဲ့လိုက်ဖက်ညီလွန်လာတဲ့ chemistry ကြောင့် on screen မှာနေမှာပဲ off screen မှာပါချစ်သူတွေဖြစ်နေကြပြီလားဆိုတာသိချင်းကြပါတယ်ဒါကလက်တွေ့မှာတော့ promotion တက်တက်ပေးများပါတယ်ဒါပေမဲ့လေကံကောင်းတဲ့တချို့အတွေ့တွေကတော့ဇလန်းကို အပြင်လက်တွေ့မှာပါတကယ်ဖြစ်လာအောင်ချစ်မိသွားကြပါဗျ ဒီနေ့တင်ဆက်ပေးချင်တာကတော့ဇလန်းရရင်တကယ်ချစ်သူဖြစ်သွားကြတဲ့အတွေ့အကြုံတွေအကြောင်းပဲဖြစ်ပါတယ်။ဟွန်ဘင်းနဲ့စွန်းရဲ့ချင်း ဖြွန်ပင်းနဲ့စွန့်ရဲခြင်းတို့ဟာ Crash Landing on You Drama ရိုက်ကူးနေရင်းနဲ့သူတို့ရဲ့ Life ဖက်ညီလွန်းနဲ့ On-screen Romance ကိုပြသခဲ့ကြပါတယ်။ဒါပေမဲ့ဒီအတွဲလေးကလက်တွေ့မှာတကယ်ချစ်သူတွေဖြစ်လာတယ်ဆိုတာပရိသတ်တွေအတွက်ပျော်စရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ဘင်ဂျင်အတွဲလေးဟာ2022မှာလက်ထပ်ခဲ့ကြပြီးတဲ့နောက်အခုဆိုရင်ပျော်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့အတွက်ပရိသတ်တွေကကြည်နူးမဆုံးဖြစ်နေကြပါတယ်။နမ်ဂျူဟော့နဲ့လီဆန်းကျောင်း weightlifting fairy gimbo chu drama နဲ့ပြည်သက်တွေရဲ့အသည်နှလုံးကိုချုပ်ကင်နိုင်ခဲ့တဲ့နမ်ချူဟောနဲ့လီဆန်းကျောင်တို့ဟာသူတို့ရဲ့သဘာဝဆန်နဲ့ချစ်စရာလိုက်ဖက်မှုကြောင့်အားလုံးရဲ့ချစ်ခြင်းကိုရရှိခဲ့ပါတယ်။သိမကြခင်မှာပဲပြည်သက်တွေက သူတို့ရဲ့ဇဝင်ခန်းတွေအသက်ဝင်နေရတာအပြင်မှာပါတကယ်တွဲနေကြလို့ဆိုတာသိသွားကြပါတယ်။အခုတော့လမ်းခွဲလိုက်ပြီးဆိုပေမဲ့လည်းသူတို့ကြားကချစ်ချင်းမြတ်တာလေးတွေကတော့ပြည်သက်တွေကြားမှာအခုထိပြောစရာ ဖြစ်နေတော့မှာပဲ။ဆုံးချွန်ကီနဲ့ဆုံးဟေကျို Descendants of the Sun မှာအတူတွဲဖက်သရုပ်ဆောင် ဲ့ကြတဲ့ဆုံဆုံတွဲလေးဟာရိုက်ကူးရေးလုပ်နေစဉ်ကာလအတွင်းမှာချစ်ကျွမ်းဝင်ခဲ့ကြပြီး2019မှာလက်ထပ်ခဲ့ကြပါဗျ။ဆုံဆုံတွဲလေးဟာ2019မှာလမ်းခွဲကြပေမဲ့သူတို့ရဲ့ဇလန်လေးကလည်းပြည်သက်တွေချာမှာမမေ့နိုင်စရာကြံ့ရစ်ခဲ့ပါဗျ။ Yu Jan Yeo နဲ့ Lee Harry Reply 1988မှာဂျာဝန်အဖွဲ့လား Tag အဖွဲ့လားဆိုတာပြည်သက်တွေညှင်းခုန်နေကြဖြစ်ပေမဲ့ Yu Jan Yeo နဲ့ Harry တို့အတွေ့ကတော့ Ship ကိုအပြင်လက်တွေ့မှာပါတကယ်ဖြစ်လာစေခဲ့ပါဗျ။ သူတို့ရဲ့အခြေရေးသတင်းကို2019မှာအတည်ပြုပေးခဲ့ပေမဲ့လည်း2023မှာတော့လမ်းခွဲခဲ့ကြပြီးတဲ့နောက်မှာဆိုးရွားတဲ့သုံးဝင်ဆိုင်ဇက်လန်းတွေဖြစ်ခဲ့တဲ့အထိမျက်နှာပြက်ခဲ့ရပါတယ်။လီဒိုဟွန်းနဲ့လင်းချီယွန်း The Glory ရဲ့မှာအတွဲတွေဖြစ်သရုပ်ဆောင်ခဲ့တာမဟုတ်ပေမဲ့လီဒိုဟွန်းနဲ့လင်းချီယွန်းတို့ဟာ off screen မှာလိုက်ဖက်ညီနေခဲ့ပြီး2023မှာချစ်သူတွေဖြစ်နေကြကြောင်းအတည်ပြုခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာတွေကလည်းတနေ့ထက်တနေ့တိုးလာခဲ့ပြီးစမှုထမ်းနေတာတော့အမြဲတမ်းဒိတ်နေကြတဲ့မမနဲ့မောင်တို့က K-drama လောကရဲ့အားကျစရာအကောင်းဆုံးစုံတဲ့တဲ့လေးဖြစ်နေပါတယ်။ Treasure Jun နဲ့ Passion Hey The King of Dramas မှာ Treasure Jun နဲ့ Passion Hey ရဲ့တွေ့ဆုံမှုကအခဏလေးပါပဲ။ဒါပေမဲ့လည်းသူတို့ရဲ့အချစ်ဇလန်လေးကတော့လှလှပပဖူးပွင့်ခဲ့ပြီး2022မှာလက်ထပ်ခဲ့ကြရင်ပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားကြပါတယ်။ဂင်ဝူဘင်းနဲ့အရှင်မင်းအား ကင်ဝူဝင်းနဲ့ရှင်းမင်အားကတော့ Our Blues မြဲခင်ကလေးကတွဲလာကြတဲ့နှစ်ရှည်အတွဲလေးဖြစ်ပါတယ်2015ကလေးကအခုထိလက်တွဲမြဲနေကြတဲ့ချစ်သူနှစ်ယောက်ဟာ K-drama လောကရဲကဆယ်စုနှစ်ချီနေခဲ့တဲ့အတွေ့အကြုံဖြစ်နေပြီးအချစ်ဟာတကယ်ရှိကြောင်းသက်သေပြနေပါဗျ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။